ံမှာဆန္ဒပြပြည်သူတွေဟာပုံမကောင်းမွန်တဲ့ပြည်သူဝန်ဆောင်မှုတွေကိုတောင်းဆိုရင်းအစိုးရကိုညာတိုင်းဆန့်ကျင်ဆန္ဒပြနေကြပါတယ်။တချို့နေရာတွေမှာတော့အကြမ်းဖက်မှုတွေဖြစ်ခဲ့ပါတယ်။အဆောက်အဦတွေကိုမီးရှို့ဖျက်ဆီးတာတွေပြည်သူပိုင်ပစ္စည်းတွေကိုဖျက်ဆီးတာတွေလုပ်ခဲ့ကြပါတယ်။ဒီလုပ်ရက်တွေဟာဆန္ဒပြပြည်သူတွေရဲ့တရားဝင်တောင်းဆိုမှုတွေကိုထိခိုက်စေတယ်လို့ပြည်သူအများပြားကခံစားနေရပါတယ်။ကျမတို့ဆန္ဒပြပွဲတွေကိုထောက်ခံပါတယ်ဒါပေမဲ့ဖြက်လို့ဖြက်စည်းတာတွေကိုတော့လက်မခံပါဘူး ျမတို့အားလုံးကပြည်သူလွတ်လပ်ခွင့်ကိုကာကွယ်ခြင်းနဲ့ဂုံတိတ်ခါကိုတောင်းဆိုပြီးလူမှုတရားမျှတမှုကို တောင်းဆိုကြမယ်ဆိုရင်လူမှုတရားမျှတမှုဆိုတာလူတိုင်းရဲ့အခွင့်အရေးတွေပေးတာကိုနားလည်ရပါမယ်။မော်ရိုကိုလူငယ်တယောက်အနေနဲ့ဒီဖြစ်စည်းမှုနဲ့အကြမ်းဖက်မှုလိုရုပ်ဆိုးတဲ့လောက်ရက်တွေကိုကျွန်တော်လက်မခံပါဘူး။ငင်းချမ်းတဲ့ဆန္ဒပြပွဲတွေကနေတဆင့်ကျွန်တော်တို့ရဲ့တရားဝင်အခွင့်အရေးဖြစ်တဲ့တင့်လျော်တဲ့ကျမ်းမာရေးဆောင်ရှားမှုနဲ့ပညာရေးကိုတောင်းဆိုခဲ့ကြတာပါ။ ကနဦးငင်းချမ်းတဲ့စုဝေးမှုတွေဟာစနေနေ့ကစတင်ခဲ့ပြီး မော်ရိုကိုရဲ့ဂျန်စီ212အဖွဲ့ကနေစတင်ခဲ့တာဖြစ်ပါတယ်။2030ခုနှစ်ကမ္ဘာဖလားဘောလုံးပြိုင်ပွဲအတွက်ဗန်နာငွေတန်ပေါင်းများစွာအကုန်ကျခံပြီးသုံးဆွဲခဲ့တာကြောင့်အစိုးရအပေါ်စိတ်ပျက်နေကြတာဖြစ်ပါတယ်။ကြာသာပတေးနေ့မှာတော့မော်ရိုကိုဝန်ကြီးချုပ်ကလုံခြုံရေးတပ်ဖွဲ့တွေရဲ့တုံ့ပြန်မှုကိုချီးကျူးခဲ့ပြီးတေဆုံးသူအရေအတွက်၃ဦးအထိတိုးလာပြီဖြစ်ကြောင်းကြေညာခဲ့ပါတယ်။ အဲ့ဒီဒေဆုံးသူတွေထဲကနှစ်ဦးကတော့ဓာတ်ကင်ဆောင်ခဲ့တယ်လို့ရဲအရာရှိတွေကဆွဆွဲပြီးပြစ်တက်ခဲ့တာဖြစ်ပါတယ်။တရားအနေနဲ့ပြည်သူရှေ့တွေကတော့စူပူဖြစ်စည်းသူလို့တန်လျာရှိသူ190ကျော်ကိုစုံစမ်းစစ်ဆေးမှုတွေစတင်လိုက်ပြီးလို့ကြေညာခဲ့ပါတယ်။ဒီဖြစ်ရပ်တွေမှာအကြမ်းဖက်မှုနဲ့ဖျက်လို့ဖြစ်စည်းမှုတွေအများအပြားရှိခဲ့ပါတယ်။လုံယုံတက်ဖွဲ့တွေကိုကြောက်ခဲတွေနဲ့ပစ်ပောက်တာနဲ့ပြည်သူပိုင်းပစ္စည်းတွေကိုဖျက်ဆီးတာတွေလည်းပါဝင်ပါတယ်။မော်ရိုကိုလူအခွင့်အရေးအဖွဲ့ကတော့ ဒီအကြမ်းဖက်မှုတွေမဖြစ်ခင်မှာလူညုံရေးတပ်ဖွဲ့ကဆန္ဒပြသူတွေကိုမတရားဖမ်းဆီးတာနဲ့ပြစ်ခတ်တာတွေအရင်စတင်ခဲ့တယ်လို့ပြောပါရခင်ဗျာ။ မနက်ပိုင်းကမန်ချက်စတာမြို့ကဂျူဖျားတောင်းကိုအကြမ်းဖက်တိုက်ခိုက်ခဲ့သူဟာအသက်35နှစ်အရွယ်ဆီးရီးယားနယ်ပွားပြည်ထိုင်နိုင်ငံသားဂျီဟတ်အယ်ရှာမီဆိုသူဖြစ်တယ်လို့ရဲတပ်ဖွဲ့ကအမည်ထုတ်ပြန်လိုက်ပါတယ်။2006ခုနှစ်မှာပြည်ထိုင်နိုင်ငံသားဖြစ်လာခဲ့သူအယ်ရှာမီဟာနေရာမှာရင်ရဲတပ်ဖွဲ့ရဲ့ပြစ်ဒဏ်ခံခဲ့ရပါတယ်။ဂျူဖျားတောင်းတိုက်ခိုက်မှုအတွင်အမျိုးသား2ဦးသေဆုံးခဲ့ပြီးတအူးကရဲတပ်ဖွဲ့ကတိုက်ခိုက်သူကိုပြစ်ခတ်ရင်ထိမှန်သေဆုံးခဲ့တာပါ။ တိုက်ခိုက်ခရသူ၃ဦးလည်းပြင်းထန်တဲ့ဒဏ်ရာတွေနဲ့အရေးပေါ်စေကူတာမှုခံယူနေရပါတယ်။ဒီတိုက်ခိုက်မှုမှာပအဝင်ပတ်သက်မှုနဲ့တန်တရားရှိသူအသက်30အရွယ်အမျိုးသား၂ဦးနဲ့အသက်60အရွယ်အမျိုးသမီး2ဦးကိုလည်းရဲတပ်ဖွဲ့ကဖမ်းဆီးထားပါတယ်။ I would say fear anger ကြောက်ရွံ့ရတဲ့ဒေါသဖြစ်ရတယ်၊စိုးရိမ်ပူပန်ရတယ်ပြီးတော့ဒီတိုက်ခိုက်ခံရလို့ထိခိုက်ဒေဆုံသွားသူနဲ့သူတို့ရဲ့မိသားစုတွေအတွက်ဝမ်းနေပါတယ်လို့ပြောချင်ပါတယ်။ လူတိုင်းကစိုးရိမ်ပူပန်တောင်းလှန်နေကြတယ်လို့ကျမထင်ပါတယ်။ပြီးတော့ကျမတို့ယုံကြည်ရာအတွက်ကြောက်ရွံ့နေစရာမလိုပါဘူးလို့ဒေတာခက်အမျိုးသမီးတူကပြောဆိုပါရယ်။ဒီတိုက်ခိုက်မှုအပြီးပြည်ထောင်နိုင်ငံတဝန်ကဂျူဘာတာရီနေရာတွေနဲ့ပတ်ဝန်းကျင်တွေမှာလုံခြုံရေးအဆင့်တိုးမြင့်ခဲ့ပါရယ်။ဒီနှစ်ရဲ့ပထမနှစ်ဝက်မှာတင်ဂျူးဆန့်ကျင်တိုက်ခိုက်မှုပေါင်း1500ကျော်ဆင်းရဲရရှိထားပြီးဂျူးလူမှုအတိုင်းဝန်ကတော့ပိုဆိုးရိမ်ကြောက်ကြနေကြပါရယ်။ Here is very diverse very very ဒီနေရာမှာကအရန်ကိုလူမျိုးစုံကွဲပြားပါတယ်အရန်အရန်ကိုလူမျိုးစုံပါတယ်ဒါပေမဲ့ကျမပြောသလိုပဲလူတွေကတယောက်နဲ့တယောက်အဆင်ပြေပြေနေထိုင်ကြတာပါအခုလိုဖြစ်ရကြောင်းပို့ပြီးတော့တောင်းတုံးစရာကောင်းပါတယ်ပြီးတော့ကျမမန်ချက်စတာရဲတပ်ဖွဲ့ကိုကျေးဇူးတင် ချင်ပါတယ်သူတို့တာမျက်မျက်ဆက်ဆက်မတုံ့ပြန်နိုင်ခရင် အခြေအနေကဒီထက်အများကြီးပိုဆိုးသွားနိုင်ပါတယ်လို့ဒေတာခန်တူကလည်းပြောဆိုပါတယ်အေရှာမီကဒူဖျားတောင်းအပြင်ဘက်ကလူတွေစီကို ကားနဲ့တိုက်ခဲ့ပြီးဓာတ်နဲ့ဆက်လက်တိုက်ခိုက်ခဲ့ပြီးနောက်ရဲတပ်ဖွဲ့ကမိနစ်ပိုင်းမှာပဲအခင်းနေရာကိုရောက်ရှိခဲ့ကြပါတယ်။ဖျားကြောင်တကားတွေကိုဘာသာရေးဆရာကပိတ်ထားနိုင်ခဲ့တာကြောင့်တိုက်ခိုက်သူကဖျားကြောင်တဲဝင်ရောက်နိုင်ခဲ့ခြင်းမရှိပဲ9မိနစ်အကြာမှာပဲရဲတပ်ဖွဲ့ရဲ့ပြစ်ဒဏ်ခံခဲ့ရပါတယ်ရှင်။ ပါကစ္စတန်ကထိန်းချုပ်တဲ့ကက်ရှမီးယားဒေသမှာဆန္ဒပြပြည်သူတွေဟာဒေသခံနိုင်ငံရေးကောင်းဆောင်တွေဘယူရိုကရက်တွေနဲ့ရာရှိတွေကအထူးအခွင့်အရေးရယူနေကြတာတွေကိုဆုံးသက်ပေးဖို့စူဝေးတောင်းဆိုနေကြပါတယ်။လုံခြုံရေးတပ်ဖွဲ့တွေနဲ့ဆန္ဒပြပြည်သူတွေကြားကထိတိုက်တွဲဆုံမှုတွေအတွင်းလူကိုဦးသေးဆုံးခဲ့တယ်လို့သတင်းတွေကဆိုပါတယ်။တင်းလာနေကစပြီးဆန္ဒပြသူထောင်ပေါင်းများစွာဟာပါကစ္စတန်မှကက်ရှမီးယားမြို့တော်မူဇာဖာရာဘတ်မြို့ရဲ့လမ်းမတွေပေါ်ထွက်ဆန္ဒပြနေကြတာပါ။ ဒေသခံနိုင်ငံသမားတွေနဲ့ဆင့်မြင့်အစိုးရအရာရှိတွေထူးအခွင့်အရေးတွေရရှိနေကြတာကိုဆုံးသက်ပေးဖို့ပြင်ပြည်သူလူထုအတွက်စားသောက်ကုန်နဲ့လျှက်စစ်မီထောက်ပံ့ခြင်းတွေပေးဖို့လည်းတောင်းဆိုနေကြပါတယ်။လုံခြုံရေးတပ်ဖွဲ့ကဆန္ဒပြသူတွေကိုမျက်ရည်ရုံဘုံတွေနဲ့တုံ့ပြန်ပစ်ခတ်ခဲ့ပါတယ်။ရဲနဲ့ရဲသားထိတိုက်တွန်းမှုတွေအတွင်းမှာရဲသား6ဦးနဲ့ရဲအရာရှိ3ဦးသေဆုံးခဲ့တယ်လို့ပြည်တွင်းမီဒီယာတွေကဖော်ပြကြပါတယ်။ရရှိ43ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပြည်ထောင်ဝန်ကြီးဌာနအရာရှိတွေကပြောပါတယ်။ အနာပိုင်တွေကဒေသရင်းဖုန်းလိုင်းတွေနဲ့အင်တာနက်လိုင်းတွေကိုဖျက်တောက်ခဲ့ပြီးဒေသခံစတိုးဆိုင်တွေကိုလည်းပိတ်ခိုင်းခဲ့ပါတယ်။ပါကစ္စတန်ဝန်ကြီးချုပ်ရှာဘတ်ဂျာရစ်ကရေပြင်ခြေတွေကိုစုံစမ်းသိရှိနိုင်ဖို့ဆိုရကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကိုဆက်လွတ်ထားတယ်လို့စာသားပရင်းတွေကကြေညာခဲ့ပါတယ်။လုံခြုံရေးတပ်ဖွဲ့ရီယောနဲ့ဆန္ဒပြသူတွေပါနှစ်ဖက်လုံးထိမ့်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 လှုပ်ကြဖို့လဲဝန်ကြီးချုပ်ကတောင်းဆိုခဲ့ပါတယ်။ပါကစ္စတန်နိုင်ငံမှာငွေဖောင်းပွားမှုမြင့်မားနေပြီးကုန်စည်နှုန်းတွေအစမတက်မြင့်တက်လာတာကပြည်သူတွေရဲ့နေအိမ်ဘဝကိုထိခိုက်နေပါတယ်။ ီးခဲ့တဲ့နှစ်ကလည်းမူဇာဖာရာဘတ်မြို့ကန်တွေကဆိုးရွားကိုစာသားကုံစင်းလုံးရှော့ချပေးဖို့တောင်းဆိုခဲ့ရတာကနေရဲတပ်ဖွဲ့နဲ့ထိတ်တိုက်တွေ့ခဲ့ပြီးလူလေးဦးသေဆုံးခဲ့ပါသေးတယ်ရှင်။ coalition of religion မြန်မာ့ရိုးခရိုနီကယ်အော်တိုဘာလာနေ့ရက်နေ့မြင်ကွင်း ဝင်တန်းနဲ့ပင်စင်စားတွေကိုတလ3000ခန်းစားခွင့်တူပေမဲ့မကြုံဘူးတဲ့ကုံစည်းနှုံးတွေနဲ့ရင်ဆိုင်နေကြတဲ့လူလူရဲ့အခြေအနေအနာသိစ်အစိုးရကဝင်တန်းတွေနဲ့ပင်စင်စားတွေကိုအပိုခန်းစားခွင့်တလ7000ထပ်မံတူပေးလိုက်ကြောင်းစက်တင်ဘာလ30ရက်နေ့မှာကြေညာခဲ့ပါတယ်အခုလိုအပိုထောက်ပံ့ကြေးကောင်းစင်နဲ့7000တူပေးခဲ့တာဟာဆရာနာသိမ့်ပြီးနောက်မှာဒါဟာတတိယအကြိမ်ဖြစ်ပါတယ် 2023ခုနှစ်အောက်တိုဘာလမှတကြိမ်2024ခုနှစ်ဩဂုတ်လမှတကြိမ်နဲ့အခု2025ခုနှစ်အောက်တိုဘာလမှတကြိမ်၃ကြိမ်ရှိပြီဖြစ်ပါတယ်။လောခလဆာတုံးမြင့်တာကိုတရားဝင်ရပိုင်ခွင့်ရှိတဲ့လဆာနှုံထားအဖြစ်တက်မှတ်ပြထန်းတာမျိုးမလုပ်ဘဲအပိုထောက်ပံ့ခြင်းဆိုတဲ့ခေါင်းစဉ်နဲ့သာပေးအပ်လာတာယခုတကြိမ်နဲ့ဆို၃ကြိမ်ရှိပြီဖြစ်ပါတယ်။အာနာသိမ်းထားတဲ့စစ်တပ်အနေနဲ့လွတ်တော်မရှိတာကြောင့်လောခလဆာတုံးမြင့်ရဲ့လှုပ်ဆောင်မှုကို ရွေးကောက်ခံအစိုးရတည်းရဲ့အနေအထားမျိုးမလုံဆောင်နိုင်တဲ့သဘောမျိုးလားတော့မဆိုနိုင်ပါဘူးအခုလိုအပေါ်ထောက်ပံ့ကြေးကောင်းစင်နဲ့ခန်းစားခွင့်ပေးခြင်းဟာပုဂ္ဂလိကကဏ္ဍမှာလောက်ကိုင်းနေကြရတဲ့နေစာလက္ခဏာအလုတ်သမားတွေအတွက်အခြေခံလစာတိုးမြင့်ပေးတာမဟုတ်တဲ့အတွက်အလုတ်သမားအခွင့်အရေးခန်းစားခွင့်တွေအရအကျုံးဝင်ချေမရှိဘဲနစ်နာမှုတွေလည်းဖြစ်ပေါ်စေတာဖြစ်ပါတယ်အထည်ချုပ်နဲ့တခြားသောပုဂ္ဂလိကစက်ယုံအလုတ်ယုံလုပ်ငန်းတွေမှာလောက်ကိုင်းနေကြရတဲ့အလုတ်သမားတွေအနေနဲ့ အနည်းဆုံးတရက်လောက်အားခ၄၈၀၀ကျပ်သာရှိနေသေးပြီးစစ်ကောင်စီကတတ်မှတ်ပေးတဲ့အပိုထောက်ပံ့ခြေတွေအရာကျပ်တထောင်စီနှစ်ကြိမ်တိုးမြင့်ထားတာကြောင့်အနည်းဆုံးတရက်ခန်းစားခွင့်ကကျပ်၆800ဖြစ်နေပေမယ့်အခြေခံလစာတွက်ချက်ပုံမျိုးမှာအကျုံးဝင်ခြင်းရှိမနေတဲ့သဘောလိုလဲနားလည်ရပါတယ်။အခုနောက်ဆုံးအစိုးရဝန်ထမ်းတွေနဲ့ပင်စင်စားတွေကိုအပိုထောက်ပံ့ခြေ3000ကျပ်ပေးအပ်ခဲ့တာနဲ့အညီပုဂ္ဂလိကကဏ္ဍမှာလည်းတရက်လောက်အားကကျပ်တထောင်စီတိုးမှလာဆိုတာ စောင့်ကြည့်ရမယ့်အနေအထားဖြစ်ပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ဆီယာနာတင်ပြီးနောက်ပိုင်းနိုင်ငံရေးစီရင်တဲ့တန်တမန်ရေးဆိုင်ရာအထွေထွေတရားမှုတွေကြောင့်မြန်မာကျပ်ငွေနဲ့အမေရိကန်ဒေါ်လာလဲလှယ်နှုန်းအရာကြီးရင်ကျပ်ငွေဖောင်းပွားမှု300ရာနှုန်းလောက်သာဖြစ်လာခဲ့ပါတယ်။ဆီယာနာတင်တဲ့အချိန်တုန်းကဒေါ်လာကို1300ဝန်းကျင်ရှိရာကနေအခုအခါမှာ4000ဝန်းကျင်ကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။ဒီမတိုင်ခင်တချို့သောကာလတွေမှာ အမေရိကန်ဒေါ်လာကိုကျပ်ငွေ9000ကျော်ကနေ6000ကျော်အထိမြင့်တက်ခဲ့ပူတာတွေလည်းတွေ့ခဲ့ရပါတယ်။တချို့သောနိုင်ငံရေးမတည်မငြိမ်ဖြစ်မှုရဲ့တက်ရောက်မှုစီးပွားရေးမူဝါဒအပြောင်းလဲတွေရဲ့တက်ရောက်မှုနဲ့ငွေကြေးထမှန်ရိုက်နှိပ်တယ်ဆိုတဲ့2000တန်ငွေဆက်ကူအတစ်ထုတ်ဝေခြင်းလိုမျိုးတွေကငွေကြေးဖောင်းပွားမှုတွေကိုရုတ်တရက်မြင့်တက်စေခဲ့တာမြန်မာကျပ်ငွေတွေပြည်ပကိုလွှဲပြောင်းမှုမြင့်တက်ခဲ့တဲ့ကာလတွေမှာမြန်မာကျပ်ငွေတန်ဖိုးအနှိမ့်ဆုံးရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။အခုလက်ရှိအချိန်ကာလမှာတော့ မြန်မာတပ်ဝင်တန်ဖိုးမြင့်လာခြင်းကိုထိုင်းမြန်မာနယ်စပ်ကုန်တယ်ရေးတွေပိတ်ပင်လိုက်တဲ့လုံဆောင်မှုကိုအဓိကအကြောင်းရင်းအဖြစ်ကောက်ချက်ချပြောဆိုနေကြတာပါ။ဩဂုတ်လကစလို့မြဝရီမဲဆောက်ထိုင်းမြန်မာနယ်စပ်ကုန်တယ်ရေးလမ်းကြောင်းကကုန်ပစ္စည်းတင်သွင်းတာတွေကိုရုတ်တရက်ရပ်ဆိုင်းလိုက်ပြီးမြန်မာနိုင်ငံတည်းဝင်ရောက်ထားပြီးဖြစ်တဲ့ကုန်စီတွေကိုပါစစ်ဆေးဖမ်းဆီးတာတွေလုပ်ခဲ့တာကြောင့်ထိုင်းကုန်ပစ္စည်းတင်သွင်းဖို့မြန်မာတပ်ငွေဝယ်ယူမှုတိတာစွာကြာဆင်းခဲ့ပြီးအခုလိုတပ်ငွေတန်ဖိုးမြင့်တက်လာခဲ့တာလို့ ကောက်ချက်ချကြပါတယ်။ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးကိုပိတ်ပင်ရတဲ့အကြောင်းရင်းခံမှာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့စစ်တပ်ကိုစန့်ကျင်တိုက်ခိုက်နေကြတဲ့လက်နက်ကိုင်းအဖွဲ့တွေကုန်သွယ်ရေးကနေအခွန်အခောက်မရဘူးကြီးရတာလို့လည်းယူဆရပါတယ်။စီးရီးအရာစန့်ကျင်တိုက်ခိုက်နေတဲ့အဖွဲ့တွေအခွန်အခောက်မရစေဖို့နဲ့နိုင်ငံသားငွေဝယ်လိုအားကျဆင်းပြီးမြန်မာတက်ငွေတန်ဖိုးမြင့်လာစေဖို့တစ်ချက်ခုနှစ်ချက်ပြတ်သဘောနဲ့ပိတ်ပင်ခဲ့တာလို့ယူဆရပါတယ်။ ဒီလိုပိတ်ပင်မှုကတစ်ဖက်မှာမြန်မာကျပ်ငွေတန်ဖိုးတက်လာတဲ့ဆိုပေမဲ့နေ့စဉ်စားတောက်ကုန်လူသုံးကုန်ဝန်ဆောင်မှုလုပ်ငန်းတွေရဲ့တန်ဖိုးနှုံထားတွေကကျဆင်းလာတာမရှိတဲ့အပြင်ပိုလို့တောင်မြင့်တက်လာနေတာတွေ့ရပါတယ်။မြန်မာကျပ်ငွေတန်ဖိုးမြင့်တက်လာခြင်းဟာမှန်ကန်တဲ့စီးပွားရေးမူဝါဒချမှတ်မှုကုန်ထုတ်လုပ်မှုမြင့်တက်လာခြင်းစာရာတွေကြောင့်မဟုတ်ပေနေ့စဉ်ဝင်ရောက်နေတဲ့လူသုံးကုန်စားတောက်ကုန်နဲ့စက်မှုလုပ်ငန်းအတွက်လိုအပ်တဲ့ကုန်ပစ္စည်းတွေကိုပိတ်ဆို့လိုက်တာကြောင့်နိုင်ငံသားငွေဝယ်လူအားကျပြီး မြန်မာအကြံငွေတန်ဖိုးမှလာခြင်းသာ ဖြစ်ပါတယ်လူလူအဖို့တော့စေဝါစားတောက်ကုန်လူသုံးကုန်နေဈေးနှုန်းမြင့်တက်ရှားပါလာတာနဲ့ရှင်းဆိုင်နေကြရတာပါရန်ကုန်မြို့က City Mart နဲ့ City Mart အခွဲ Market Place လို့ပြည်ပကစားတောက်ကုန်လူသုံးကုန်နေတင်သွင်းရောက်ချနေတဲ့ကုန်တိုက်မျိုးမှာပင်လင်းပစ္စည်းပြက်လက်နေပြီးမကြုံဘူးတဲ့ဈေးနှုန်းတွေနဲ့လဲဝယ်ယူနေကြရတာလို့ဆိုပါတယ်ဆက်ပြမုံသွားတိုက်စီစားသုံးစီနဲ့စီးဝါးတွေမတန်တဆဈေးနှုန်းဖြစ်ကုန်ကြပါတယ် ဝန်ဆောင်ကတွေလှုပ်အားကတွေဈေးမကြပဲကုန်ပစ္စည်းတွေရှားပါတဲ့စစ်ပွဲကာလပိတ်ဆို့ခံထားရတဲ့အခြေအနေမျိုးမှာလူအများစုကနေထိုင်ကြော်ဖြတ်နေကြတာဖြစ်ပါတယ်။တမျိုးနဲ့တမျိုးသေးယူပို့ဆောင်ကခရီးသွားလာစိတ်တွေမကြုံဘူးလို့တဲ့နှုံထားတွေနဲ့နေထိုင်လှုပ်ရှားနေကြတာဖြစ်ပါတယ်။ရန်ကုန်မန္တလေးလိုမြို့တွေမှာတော့အထက်မှာပေါ်ပြသလိုကုန်ပစ္စည်းနဲ့ဝန်ဆောင်ကစီးဝါးစည်းရိတ်တွေကချင်းမြင့်နေတဲ့အခြေအနေတုံ့တွေ့နေရတာဖြစ်လို့စစ်ပွဲဖြစ်နေတဲ့ဒေတာတွေတော့ မြို့ကြီးတွေထပ်ပုံမဆိုးရတဲ့အခြေအနေတွေရင်ဆိုင်နေကြရတာဖြစ်ပါတယ်။အရေးပေါ်အခြေအနေစေဝါကူတာကိုတမျိုးကနေတမျိုးတွားရောက်ကြရတဲ့ဇီးရိတ်တွေက သိန်း၁၀ခန်းလောက်ထိကုန်ကြကြရသလိုမြို့တမျိုးမှာရခင်ရရှိတဲ့ကျန်းမာရေးစောင့်ရှောက်မှုမျိုးခုနေခါမရနိုင်တော့ပဲတိုင်းကျော်ပြည်နယ်ကျော်တွားရောက်ပြီးစေကူတာခံယူကြရတာဖြစ်ပါတယ်။စည်းကမ်းတစ်ကြိမ်ပြသဖို့ကားက၄-၅သိန်းအကုန်ကျခံကြရတဲ့အခြေအနေတွေလည်းနေရာအများပြားမှာဖြစ်ပေါ်နေတာပါ။ အခုလိုအခြေအနေခင်းကျင်းတွေကိုခြုံငုံသုံးသပ်ကြည့်ရင်အာနာသိန်းစစ်တပ်ကဖွင့်ပြတဲ့အပေါ်ထောက်ပံ့ခြေချက်သုံးသောဟာဒီရီလိုလှည့်မြန်စွာမြင့်တက်လာနေတဲ့ကုန်စည်နှုန်းတွေအကြားလွယ်လွယ်ကူကူပြောက်ကွယ်သွားမယ့်ပမာဏသာဖြစ်ပါတယ်စစ်ပွဲတွေရဲ့ကုန်ကြစရိတ်တွေကိုထမ်းပိုးထားရတဲ့ပြည်သူလူထုအဖို့မကြုံဘူးတဲ့ကုန်စည်နှုန်းပင်လယ်မှာတဲပင်ထီနှိမ့်မြုံနေတဲ့အခြေအနေမှာရှင်တန်ဖို့ခက်ခဲကြက်တဲစွာကူးခတ်နေရဆဲဖြစ်ပါတယ်ရှင်